hello hello ဒီပုံစုံကျူးလေးတွေကလူငယ်တွေရဲ့အတန်တွေကိုစတင်ပြီးလွတ်လွတ်လပ်လပ်ထုတ်ပေါ်ပြောဆိုမယ် podcast season ကနေကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီလူငယ်တွေ ਨੇ နေဆက်ဒီသားလူငယ်တွေရဲ့ပညာရေးအကြောင်းကိုလည်းပြောမယ်ပြီးတော့ကိုကိုတိုင်းလည်းဒီပညာရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့လူငယ်တယောက်ဖြစ်တဲ့ popcorn ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဆိုတော့မင်္ဂလာပါ popcorn ရေဟုတ်ကဲ့မင်္ဂလာပါရှင် ကဲ့ပါပေါ့ကောင်ကြီးဆိုတော့အဲလက်ရှိမှာကောဒီနေဆက်ဒီသားမှာကိုကလူငယ်တယောက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့လူငယ်တယောက်အနေနဲ့ဘာကြီးလို့ဖြစ်နေလဲဆိုတာလေးလည်းကိုကိုကိုမိတ်ဆက်ပေးပါဦး အာဟုတ်ကဲ့မြမအနေနဲ့ပေါ့နော်ကုလရှိမှာဆိုလို့ရှိရင်ဒီအာနေဆက်ဒေတာမှာပေါ့နော်ကိုယ့်ရဲ့ရှေ့လျှောက် higher education အာကိုဆက်ပြီးတော့ရှောင်းလန်းနိုင်မှုအတွက်ဆိုလို့ရှိရင်ဒီအာ high school equivalency ဖြစ်တဲ့ပေါ့နော် general education or development GED exam ကိုအာဖြည့်ဆို့နေရပေါ့နော်နောက်ပြီးတော့အာကို university တက်တဲ့အခါကျလို့ရှိရင် low ms schools တွေအာ requirements တွေအပြင်ကိုမှဒီ volunteering experience တွေပါအာတွေ့ကြုံနေယူနေရပေါ့နော်နောက်ပြီးတော့ဒီအားလဲချိန်မှာဆိုလို့ရှိရင်တော့ကိုစိတ်ဝင်စားတဲ့အာ ဒီ mental health ဖီးပိုင်းက workshop လေးတွေအာ training လေးတက်ဖြစ်နေရေပေါ့နော်အာအဓိကအပြင်ဆိုလို့ရှိရင်တော့ဒီပညာရေးပိုင်းကိုပဲဦးစားပေးပြီးတော့အာကိုပညာရေးအတွက်ပေါ့နော်ဘယ်ဟာကထောက်ပံ့ပေးနိုင်မလဲဆိုတာကိုမြဲ explore နေပြီးတော့အဲ့ဒါကိုပဲအာဦးစားပေးပြီးလုပ်ဖြစ်နေပါရဲ့ရှင်ဟုတ်တယ် top point ရေဆိုတော့ဒီကိုလေးလေးဒီ내색 data မှာပေါ့နော်ဆိုလူငယ်ရဲ့ life ကိုကိုကိုယ်တိုင်လည်းလူငယ်တယောက်ဖြစ်တော့ဒီအကုန်လုံးမြေထိတွေ့ရတဲ့အချိန်မှာလीဒီ volunteering နဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုလည်း ဟိုမြင်ရရလေเนาะမြင်ရတော့ဒီအကုံလုံးတက်တက်ကြွကြွနဲ့ဒီကိုပါဝင်ဒီအကုံလုံးကလူတူအတွက်ကိုအလုံးလုံးနေအမြင်ရတော့တကယ်လည်းအားတက်စရာဖြစ်တယ်ဆိုတော့ဒီ volunteer နဲ့ပတ်သက်ပြီးတော့လေဒီကိုပြောချင်တာကဂျာတော့တာမန်အခြေအနေမျိုးမှာကိုယ့်ရဲ့မိသားစု background အခြေအနေအရာကောဒီကိုယ့်နိုင်ငံရဲ့ education system အရာကိုဒီကိုမသွားနိုင်တဲ့အခြေအမှဒီ scholarship ကိုသွားဖို့အတွက်ဒီ volunteer experience တွေအရအများကြီးအရေးပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလူတို့ကိုသူကဘယ်လောက်ထိအကျိုးပြန်ပြုမဲ့သူဖြစ်လဲ ပြီးတော့သူကနေတစင်ရရှိလာတဲ့အရာတွေကသူ့နိုင်ငံသူ့အတိုင်းဝိုင်းနဲ့သူ့လူမှုဖွဲ့စည်းကိုဘယ်လောက်ထိပြန်ပြီးတော့အသုံးဝင်နေဆိုတာကိုလည်းဒီ international scholarship ပေးတဲ့သူတွေအများကြီးကြည်ရယ်လीเนาะဆိုတော့အဲ့ဒါနဲ့လည်းပတ်သက်ပြီးတော့လည်းတကယ်စိတ်ဝင်စားတဲ့ topic တွေလည်းဖြစ်တယ်ဆိုတော့လေဒီ folk ကောင်းအောင်ဒီ volunteer ဆိုရင်ဘလို volunteer အပိုင်းနေမျိုးမှာပါဝင်လေးရှိလဲပေါ့အဓိကအဖြစ်ဆိုလို့ရှိရင်တော့ soft skill တွေပိုင်းပေါ့เนาะကိုက communication skill ပိုင်းကိုပို့ပြီးတော့အာတိုးတက်ချင်တယ်ပေါ့เนาะအဓိကကိုယ့်ရဲ့ရည်မှန်းချက်တရားတစ်ခုဆိုလို့ရှိရင်ကိုက public speaker ကိုလည်းဖြစ်ချင်နေပေါ့เนาะကိုယ့်ရဲ့အိမ်မက်တရားတစ်ခုလို့လည်းပြောလို့ရရဲဆိုတော့အဲ့ဒါတွေအတွက်ကိုကိုအနေနဲ့ဒီ volunteer အခွင့်အရေးရရင်ရတယ်လို့အဲ့ဒါကြီးအတွက်ပို့ပြီးတော့အာ skill တွေကို development ဖြစ်ချင်တဲ့သဘောမျိုးပေါ့နော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ပို့လို့ဖြစ်တယ်အာနောက်တစ်ခုကကြတော့တခြားတခြားပေါ့နော်ကိုစိတ်ဝင်စားတဲ့အာဒီရှေ့လျှောက်မှာဆိုလို့ရှိရင် university တက်တဲ့ခါကြာလို့ရှိရင်ကိုယူမဲ့ major နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အာဘယ်လိုပြောမလဲ네ပေတခုကနေပြီးတော့ပေါ့နော်အဲ့လိုမျိုး volunteering experience လေးကိုလည်းလုပ်ဖြစ်နေပါရှင့် ဟုတ်တယ်နော် public speaking လို့လည်းပြောသွားရဆိုအခုလည်း firefly မှာမကြမကြ podcast တွေသွင်းမှာဆိုဒီကနေလည်းအညာကြီးပြောဖို့နော်စကားတန်နေအညာကြီးလူငယ်တွေနဲ့ပြောဖို့လည်းမျော်လင့်ပါတယ်ခင်ဗျာဟုတ်ဆိုတော့ဒီအဲနောက်ထပ်ပြီးတော့ဒီတည်ကျင်တာလေးပေါ့နော်ဆိုတော့ညီကိုကိုယ်တိုင်လည်းလေဒီညာကြီးလမ်းကြောင်းကညီကိုကိုယ်တိုင်လည်းဟိုလူငယ်တယောက်အနေနဲ့တပိုင်းတစားလည်းဖြစ်နေရဲ့အချိန်မှလေဒီ လူငယ်ရဲ့ပညာရေးကဘလောက်ထိထိစပ်မှုရှိလဲပြီးတော့ဘလောက်ထိလေးဆက်ဆက်မှုရှိလဲပေါ့နော်ပြီးတော့ဒီကိုတို့လူငယ်တွေအားလုံးအတော့ပညာရေးကဘလောက်ထိရေးပါတယ်လို့ထင်တယ်ကိုယ့်ရဲ့အမြင်မှာဆိုလို့ရှိရင်ဒီအာတိုင်းပြည်တပြည်ပေါ့နော်တိုင်းပြည်တပြည်တိုးတက်ပြောင်းလဲဖို့ဆိုလို့ရှိရင်ဒီ generation တစ်ခုနဲ့တစ်ခုကြားမှာအာဒီပညာရေးဆိုတဲ့အမွေတစ်ခုကိုလက်ဆင့်ကမ်းကြရတယ်လို့မြင်နေပေါ့နော်ဆိုတော့ဒီအာနာတိုင်းမှုနောက်ပိုင်းပြီးသွားတဲ့အခါမှာအာဂျားရဲကလက်ဆင့်ကမ်းမဲ့ဒီပညာရေးအမွေကလုံးဝကို ပျောက်ကွယ်သွားရယ်ပေါ့နော်ဆိုတော့ပညာရေးမှမဟုတ်ဘူးတခြားခြားသောအရာတွေကလည်းလုံးဝပြုပြင်ပြောင်းလဲလာတာမှန်သမျှပေါ့နော်ဒီအာနာတန်ကိုဖြစ်ပါပြီနောက်ပိုင်းလုံးဝကိုတဲတဲ့ရင်သူတို့လိုဖြစ်သွားပြီးတော့အာပျက်စီးဆုံးရှုံးပျောက်ကွယ်သွားကြရယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖြစ်သွားတဲ့အခါမှာကိုယ်နိုင်ငံအနေနဲ့ဘယ်လိုမျိုးအာ survival ထပ်လုံမလဲပေါ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ brain drain တွေများလာရင်နောက်ပြီးတော့အာအခုလက်ရှိအခြေအနေရဆိုလို့ရှိရင်ကိုယ်တိုင်းပြည်အတွက်ပေါ့နော်ကိုယ်တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်တစ်တွေအတွက်ဒီပညာရေးကို ဘလိုမျိုးဘသူကနေပြီးတော့လက်ဆင့်ကမ်းမလဲပေါ့ဆိုညီမအမြင်မှာဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်တပီးရပေါ့နော်ဘလောက်ထိတိုးတက်နေလဲဘလောက်ထိဖွံ့ဖြိုးနေလဲဆိုတာကအဲ့ဒီတိုင်းပြည်ရဲ့ education system ကိုကြည့်ရတယ်သိရလို့သိမယ်လို့မြင်တယ်ပေါ့နော်အာဥပမာပြောရမယ်ဆိုလို့ရှိရင်ကိုရီနိုင်ငံအာနာတိန်မှုမဖြစ်ပွားခင်ရဆိုလို့ရှိရင်ဒီပညာရေးကလုံးဝကိုအဆင့်တန်းတစ်ခုရှိရောက်ခဲ့တာပေါ့နော် international ထိအောင်မှာ မီနေပြီလို့တောင်ဆိုလို့ရရယ်ပေါ့နော်အာ textbook တွေသင်ယူညွှန်းတဲ့နေရာအစလုံးဝကျောင်းသူကျောင်းသားတွေရဲ့အတွေးကိုလုံးဝအာမြင့်တင်ပေးလိုက်မယ်ပေါ့နော်ဒီညာရင်ညာသွေးကိုလုံးဝမြင့်တင်ပေးနိုင်တဲ့အာသင်ယူညွှန်းတန်းတစ်ခုဖြစ်လာခဲ့ပြီလို့မြင်နေပေါ့နော်ဒါပေမဲ့အာစကားစလက်ထက်မှာဆိုလို့ရှိရင်ပေါ့နော်သူတို့အနေနဲ့ပညာရေးကိုလုံးဝကိုဖိနှိပ်လိုက်တယ်ပေါ့နော်ဟုတ်ဆိုတော့မီကိုဘက်ကလည်းစဉ်းစားတာကဘာလဲဆိုတော့လေဒီဒီအမွေပေါ့နော်ပညာအမွေပေးတယ်ဆိုတဲ့နေရာမှာလေအားလုံးက ကိုယ့်ရဲ့ generation နောက်တစ်ခုကိုကျွန်တော်ငငယ်လေးကတည်းကဆိုရင်ဒီပြောကြရလေမိဘတွေကအဲတေးစရာရွှေလည်းမရှိဘူးငွေလည်းမရှိဘူးတေးစရာပညာအမွေပဲရှိတယ်ဆိုတဲ့အရာတွေမှလေအဲ့ဒီပညာအမွေတွေကိုစတင်ပြီးတော့လက်ခံသိရှိနားလည်ပြီးတော့ယူနိုင်တဲ့အရွယ်ကလူငယ်ဆိုတဲ့အရွယ်ဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ကလေးဆိုတဲ့အရွယ်ကကြတော့ဒီမိမိရဲ့စာသင်ခန်းလုံးစာသင်နေဆိုတဲ့အရွယ်ပဲဖြစ်ပြီးတော့နားလည်သိရှိလက်ခံပြီးတော့ ကိုယ်တိုင်သွားကျင်တဲ့လမ်းကြောင်းကိုကိုယ်ရရွေးချယ်လေးလာပြီးတော့တင်ယူရတဲ့အရွယ်ကလူငယ်ဖြစ်တယ်ဆိုတော့အဲ့ဒီနေရာမှာတခုဖြည့်ပြောချင်တာမြန်မာနိုင်ငံရဲ့ဒီပညာရေးလမ်းကြောင်းပေါ့နော်ပညာရေးလက်ဆင့်ကမ်းမှုလမ်းကြောင်းကကျတော့အဲလွဲမားတာလည်းဖြစ်တယ်လို့လိုအပ်တာလည်းတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အသိပညာလက်ဆင့်ကမ်းမှုနဲ့အတတ်ပညာလက်ဆင့်ကမ်းမှုဆိုတာနေရာမှာဒီစာဝတ်နေရေးအတွက်တမွေဝမ်းကြောင်းအရာအတတ်ပညာလက်ဆင့်ကမ်းမှုကိုဒီဒီတန်တရာပေါ်မူတည်ပြီးတော့ပေးကြရယ်ပေါ့နော်ဥပမာ အဲဖြန့်ကြည့်မှာဆိုလို့ရှိရင်ဒီတောင်ရဆိုင်ခင်းလာသူတို့ရဲ့တက်မွေးဝမ်းကြောင်းအိမ်နေမှာမလုပ်လဲဆိုရင်အတက်ပညာမျိုးပေးကြတယ်အသိပညာဆိုရဲခန္ဓာကလည်းပေးတယ်ဆိုတော့ဒီနေ့ကတော့ဒီအသိပညာရဲ့ပေးတဲ့ရှူတာကနေချင်းကတ်ကြမှာဆိုတော့ဒီအသိပညာပေးရဲဆိုရဲနေရာမှာလေចောင်းစာသင်ယုံနဲ့ဒီ international curriculum မျိုးသင်ပေးလိုက်ယုံနဲ့ဒီအသိပညာပေးမှုကမပြည့်စုံတော့ဆိုတော့ဥပမာလူတယောက်ဖြစ်လာပြီးလူ တယောက်ရဲ့ကျင့်ဝတ်လူတွေကိုဘယ်လိုပြောဆိုဆက်ဆံရမလဲလူအတိုင်းအဝိုင်းလူ့ဘွယ်စည်းကြီးမှာဘယ်လိုရှင်တန်ရမလဲကျင့်လဲရမလဲဆိုတာလည်းတနည်းသောအားဖြင့်လည်းဒါအသိပညာလက်ဆင့်ကမ်းမူရင်းကျေမှုတရားလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ generation တစ်ခုနဲ့တစ်ခုကြားမှာအဲ့ဒီအသိပညာလက်ဆင့်ကမ်းမူအတတ်ပညာလက်ဆင့်ကမ်းမူလည်းနည်းနည်းလေးသတိရလာလို့လေနော်ဆိုတော့ဘယ်လိုမြင်လဲအဲ့ဒါအာညီကိုပြောရအောင်မှန်နေပေါ့နော်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ပညာတစ်ခုရဲ့နေတော့ ဘဝကြီးကတော့မပြည့်စုံသွားဘူးပေါ့နော်ပညာတက်ရုံနဲ့လည်းပြောမယ်ဆိုလို့ရှိရင်အာဆိုရုပ်စကားအောင်ရှိရယ်နော်လူတော်တိုင်းလည်းလူကောင်းမဖြစ်ဘူးပေါ့ကိုကပညာတက်နေပေမဲ့လည်းစိတ်ဓာတ်အခြေခံတိပညာအခြေခံမကောင်းနေလို့ရှိရင်ဒါကလကားပဲပညာတက်တယ်လို့လည်းပြောလို့မရဘူးဟုတ်တယ်သူကအောက်တန်းစားတက်ဖြစ်သွားမှာပဲနော်ဟုတ်တယ်အဲ့လိုမျိုးတော့တွေးမိရယ်ပညာတက်ရုံနဲ့လည်းမပြီးဘူးကိုအနေနဲ့ဘဝကပြီးရဲ့အာသင်ကန်းစာကြီးနောက်ပြီးတော့အာကို ကျင်းလေရာ community မှာရှိရဲ့ဒီဘူပြောရမလဲအတွေ့ကြုံစုံတွေ့အာဖြစ်ဖြစ်တွေကိုကွာသင်ကန်းစာယူပြီးအဲ့ရနေ lesson လုံးလောက်ရတယ်လည်းရှိရဲ့ပေါ့နော်ဆိုတော့အဲ့ဒီကိုကုံပေါင်းဆက်ပြီးတော့မှာပဲအဲလူတော်ကနေလူကောင်းပြောင်းကြိုးစားမယ်ဒါမှပဲနော်ဘူကောင်းနဲ့အယူဘူကောင်းနဲ့ဟုတ်တယ်အယူတခုဖြစ်လာမယ်လို့မြင်နေပါတယ်ဟုတ်တယ်ပေါ့ကွန်ရေဒီအဲ့ဒီပညာကြီးပေါ့နော်ဆိုတော့ဒီပညာကြီးလမ်းကြောင်းကိုလည်းတွားကြမယ်လူငယ်တွေကတွားမယ်ဆိုတဲ့အချိန်မှလीအတားစီအခက်ခဲကြီး အခုအထူးသဖြင့်နေဆက်ဒီသားမှာဆိုရင်အခက်အခဲတွေအများကြီးရှိတယ်။အဲ့ဒါတွေကဘလို့တွေဖြတ်ဖြတ်မလဲဘလို့အခက်အခဲတွေအတားဆီးရှိလဲပေါ့။အဲ့ဒါလေးတွေ။အာကိုကိုရိုင်းကလည်းအခုနေဆက်ဒီသားမှာရောက်တာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကိုရဲ့အဖြစ်ပြက်ကိုပဲအခြေခံပြီးတော့အာပြောပြချင်နေပေါ့နော်။အာကိုကိုကဆိုလို့ရှိရင်ကိုလက်ရှိမှာက GED exam ဖြစ်နေတဲ့ကျောင်းသူတယောက်လို့ပဲပြောရမယ်ပေါ့နော်။ဆိုတော့ကျောင်းသူတယောက် GED ဖြေပြီးလို့ရှိရင်လည်းကိုကသွားကျင်တာက higher education ပိုင်းအာ မမလေးပြောမယ်ဆို University တက်ရှင်တာပေါ့နော်ဆိုတော့ University တက်ဖို့ဆိုလို့ရှိရင်လေဒီ GED exam တွေပြီးသွားတာ ਨੇ မဖြစ်ပြန်ဘူးဟုတ်ဆိုကိုအနေနဲ့ကလည်းအာဒီ university တက်နိုင်မှုဆိုလို့ရှိရင်အိမ်ကလည်းအာလေးနှစ်စာလုံးကိုထောက်ပံ့ပေးနိုင်တဲ့ကိုပတ်စံနဲ့ကိုထောက်ပံ့ပေးနိုင်တဲ့အာအချင်းဒီအနေထားမျိုးလည်းရှိမနေဘူးပေါ့နော်ဆိုတော့ကိုအနေနဲ့အာ university ဆက်တက်နိုင်မှုဆိုရှင် scholarship try ကို try မှာရမယ်ဆိုတော့ scholarship try မှုဆိုလို့ရှိရင်ဒီ GED exam တစ်ခုရဲ့နဲ့တွားပြရမယ်ကိုက ရွေးချယ်ခံရမှာမဟုတ်ဘူးကိုထက်တာနေတဲ့သူတွေအများကြီးပဲအာပြောမယ်ဆိုလို့ရှိရင်အခုနောက်ပိုင်းမှာဆိုရှင် scholarship နဲ့ပဲကတာ competitive ဖြစ်တယ် demand များလာတဲ့အကြောင်းမလို့ဒီ scholarship ဘက်ကအာ scholarship ရွေးချယ်ပေးတဲ့သူတွေဘက်ကလည်းဒါ outstanding ဖြစ်တဲ့အကြောင်းကိုရွေးမှာအမှန်ပဲဒီဆိုတော့ကိုအနေနဲ့ outstanding ဖြစ်ဖို့ပါပဲလိုအပ်တာနော်အဲ့ဒါဆိုလို့ရှိရင် GT exam တခုနဲ့မပြီးသေးဘူးအာဒီ English စာ proficiency test တွေဖြစ်တဲ့ IELTS ဖြစ်ဖြစ်နောက်ပြီးတော့ဒီ SAT ဖြစ်ဖြစ်ဒါကြီးကထပ် try မလို့ရဆိုတော့ ငယ်ဆက်ဒေတာမှာဘာဖြစ်နေလဲဆိုတော့အာ GED ဆိုလို့ရှိရင်တော့မှာဟူးအနေနဲ့တော်တော်လေးဟိုတိုးတက်လာတယ်လို့ပဲပြောရမလားပေါ့နော်ဒီ demand တွေများလာတဲ့အခါမှာအာ supply တွေလည်းများလာတယ်ပေါ့နော်အာဥပမာဒီ test center တွေဆိုလို့ရှိရင်အရင်တော့တစ်ခုတည်းရှိပေမဲ့အခုဆိုလို့ရှိရင်နှစ်ခုလောက်ရှိတာမျိုးအာဒါရအာတိုးတက်လာတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီ GED ပြီးလို့ရှိရင်ဆက်ပြီးတော့အနောက်ကဆက်လိုက်ဖို့အတွက် IELTS နဲ့ SAT တို့အတွက်ဒီ net set တွေတောင်းမှာဆိုဘာမှ sources မရှိဘူး ဆော့ဆစ်မရှိရဲ့အပြင်ထက်စင်တာတွေလည်းမရှိဘူးထက်စင်တာဆိုလို့ရှိရင်အာဒီဘန်ကောက်သို့မဟုတ်ချင်းမိုင်သွားဖြီမရမယ်ဒါမို့လို့ရှိရင်မြန်မာနိုင်ငံပြန်ပြီးရန်ကုန်မှာပြန်ဖြီမရမယ်ဒါတွေအတွက်တင်တန်းနေလည်းမရှိသူတက်စင်တာတွေလည်းမရှိဘူးပေါ့နော်ဆိုတော့ဘလို့ထပ်ဖြစ်လဲဆိုတော့ဒါ යි ကိုသွားဖြီဖို့ကြာလဲဒီနေဆက်ဒေတာကိုရောက်လာတဲ့သူတွေတော်တော်များများကနိုင်ငံရေးအခြေအနေကြောင့်ရောက်လာတာဆိုတော့မြန်မာနိုင်ငံပြန်ဖို့အဆင်ပြေတဲ့သူတွေရတယ်တိတ်မရှိဘူးပေါ့နော်နည်းပေါ့နည်းဆိုတော့အဲ့ဒီ document ကိစ္စရလဲပေါ့နော်ဒီနေဆက် data မှာဆိုလို့ရှိရင် document တွေကလည်းအာဘယ်လိုပြောမလဲလွယ်ကူလုံးလို့ရမနေဘူးဆိုတော့ဒီချင်းမိုင်းတို့ဘန်ကောက်တို့တက်ဖြေတာလည်းခက်ခဲရဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုမျိုးခက်ခဲလေးတော့ရှိတယ်ဒီကချင်းပြန်ချုံရမယ်ဆိုလို့ရှိရင် sources တွေနည်းတယ်အာနောက်ပြီးအဲ့လိုမျိုး tax center တွေအာတင်တန်းတွေနည်းတယ်ပေါ့ဟုတ်တယ်ဆိုတော့လေအဲ့ဒါကိုပြန်ပြီးတော့ဘာစဉ်းစားမိလဲဆိုတော့ဒီအဓိကကဆိုတော့ဒီ အကုန်လုံးကလေဒီပေါက်ကောင်းကောဒီကိုရောအပါအဝင်ဒီလိုရောက်လာတဲ့သူတွေအကုန်လုံးကကြတော့မိဘတော်၎င်းကိုရဲ့ကိုနေကိုရဲ့အုတ်ထင်းသူအတော်၎င်းနိုင်ငံရေးခံရချောင်မလို့ဒီဘက်ကိုလုံခြုံရေးကြောင့်မလို့ရွှေ့ပြောင်းလာရတာတော့၎င်းရောက်ရောက်လာကြတာပေါ့နော်ပြီးတော့ကိုကိုယ်တိုင်းကိုရဲ့ခံရချောင်လည်းရောက်လာတဲ့လူငယ်တွေဖြစ်တယ်ဆိုတော့အဲ့ဒီမှာလေလူငယ်တွေရဲ့အချက်တဲကြီးကတကယ်ဟိုအရင်အခက်ခဲရအရင်တွေ့အခက်ခဲတွေ့စရာဖြစ်တယ်ပေါ့ပြီးတော့ခုနကပြောရဲ့ဒီ scholarship မှာလဲဟို 2024ကာလ25ကာလကကြတော့ဟိုတော်လိုင်းကာလကြီးလည်း9နှစ်ဖြစ်လာတော့လေဟို scholarship ရဲ့ scholarship dream ကြီးကဟိုအရင်တိုးတဲ့သူတွေကဒီလား2021ကာလအဲ့ဒီမတိုင်ခင်ကာလနဲ့ကိုပမာဏအရင်တိတိတတ်တာအများရဲ့အချိန်မှာတကယ်လူငယ်ကြတဲ့အခက်ခဲတွေကလည်းအဲ့ဒါတွေလည်းဖြစ်တယ်ဆိုတော့လေအဓိကတော့အခက်ခဲတွေတော့အများကြီးရှိရပါတော့ခုနကလည်းဒီ popcorn ပြောသွားတာဆိုတော့လေတကယ်အဲ့ဒီပေါ့နော်အဲ့ဒီထဲကမှကိုကအဲ့ဒီအခက်ခဲတွေတွေကနေ အခက်ခဲဆုံးနဲ့ကိုကိုတိုင်ကလှုပ်ဆောင်လို့မရတဲ့ဟာပေါ့ဥပမာအဲ financial year ဆိုရင် scholar ရှောက်မယ်ဆိုတာမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုကိုကိုတိုင်ကလှုပ်ဆောင်လို့မရတဲ့အခက်ခဲတွေရောဘာတွေဖြစ်လဲအာကိုကိုတိုင်လှုပ်ဆောင်လို့မရတဲ့အခက်ခဲဆိုလို့ရှိရင်တော့ညီမကတော့ document ကိစ္စလို့ပဲပြောချင်တယ် document ဆိုတာကအဓိကက passport အာညီမအနေနဲ့ကလည်းဒီမဲဆောက်ကိုဒီနေဆက်ဒေတာကိုပေါ့နော်ရောက်ရှိလာတာကအာဒီနိုင်ငံရေးအခြေအနေတစ်ခုကြောင့်ကိုယ်တိုင်ပေါ့နော်အဲ့လိုမျိုးထွက်ပြီးအာတန်းဆောင်လာတဲ့ပုံစံမျိုးဖြစ်တော့ကို့အနေနဲ့ဒီ passport ကိုလည်းမြန်မာနိုင်ငံကိုပြန်ပြီးတော့လုပ်ဖို့လည်းအဆင်မပြေပြန်ဘူးပေါ့နော်နောက်ပြီးတော့ဘာလို့ဒီ passport ကဒါအရေးကြီးပြီးဒါအရေးကြီးရလဲဆိုလို့ရှိရင် university set up ဖို့အတွက် scholarship ရှောက်မယ်ဆိုလို့ရှိရင်တော့မှာအေး scholarship ရှောက်ဖို့ application အောင်မှာသူက passport number တောင်းတာ ဆပ်ပတ်ဖို့မရှိရင် universe အ university ကို scholarship try မို့ scholarship application ကကိုရှိရောက်နေလေဘာမှဆက်လုပ်လို့မရ passport number မရှိဆိုတော့ဒါက passport ကပြောမပြောကြမှာပေါ့နော်ပတ်စံပေးပြီးလှုပ်လိုက်ပေါ့ပတ်စံပေးပြီးလှုပ်ရအောင်လေကိုကိုအနေနဲ့ကကိုကိုယ်တိုင်ကလည်းအာနိုင်ငံကြီးကတင်းချောင်လာတာဆိုတော့ဘယ်ကူမနေဘူးချားလို့ဘယ်ကလည်းမဖြစ်သေးတဲ့အခြေအနေမှာဒီ မိသားစုကလည်း support နိုင်တာရှိရမယ် support နိုင်တာရှိရဆိုတော့ဟိုပြီးတော့လေဒီကာလတည်းမှာဒီလက်နက်ကိုင်လန်းစီကနေပြောင်းလာတဲ့လူငယ်တွေရှိရပြီးတော့စစ်ရှောင်ကနေလာတဲ့လူငယ်ရှိအဲ့လိုလူငယ်တွေဆိုရင် independent ဖြစ်နေပြီတိုင်အောင် education လောက်ထိကိုသွားနိုင်တယ် financial ပမာဏဒီလောက်ကြီးထိ independent မဖြစ်နေกว่าဆိုအဲ့ဒါအားလည်းတော့အခက်ခဲတစ်ခုပဲဟုတ်တယ်တော့ခက်ခဲနောက်ပြီးတော့အာအခုခေတ် ခြေနေရဆိုလို့ရှိရင်ပေါ့နော်ကြက်တဲလာဘက်ဘက်ကကြက်တဲလာနေမြန်ဒီ passport တခုရဖို့ဆိုလို့ရှိရင်လေအနည်းလေး10ချီထုတ်ရတယ်嗯တော်ရုံငွေပမာဏလည်းမရအခုလိုမျိုးပေါ့နော်နိုင်ငံရေးကြောင့်လောက်ရတဲ့သူတွေဆိုပိုးဆိုးပေါ့ကိုကကိုကဘယ်လိုပြောမလဲဟိုဆက်ကဆက်လက်ထဲမရအောင်လဲကိုကိုထင်းရသေးတယ်တစ်ဖက်ကလည်း passport ရအောင်ကြိုးစားရသေးတယ်ဆိုတော့ငွေမောင်းကဘယ်လောက်ထုတ်ရမလဲစဉ်းစားတာကြည့်လိုက်တော့အများကြီးအများကြီးထုတ်ရမယ်ပြီးတော့ကွဲစားတွေရလည်းရှိသေးတယ် ဆိုဟုတ်တယ်လူငယ်လေသွားရင်လေသွားရောဟုတ်တယ်လူငယ်တွေရဲ့ဘဝကလေဟိုကလေးလိုမျိုးလဲမိဘကိုမိဘစီကနေပြန်ပြီးတော့မျော်ကိုရတာမျိုးပြန်ပြီးတော့ကြည်ရတာမျိုးလည်းဖြစ်တယ်ဒါပေမဲ့ဟိုလူငယ်တယောက်အနေနဲ့ဒီလူကြီးဆိုရဲ life ကိုသွားမယ်ဆိုရဲအချိန်မှာလဲလူငယ်တယောက်အနေနဲ့ ငါဘယ်လို independent ဖြစ်အောင်လုပ်မလဲငါခက်ခဲရောငါကိုယ်တိုင်ရောဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အားကိုစဉ်းစားရစဉ်းစားချက်ရှိတယ်ဆိုတော့လူငယ်တွေကလေဒီ chain နဲ့ adapt ရကြားတဲ့ကယူတွေဖြစ်တာဟုတ်ဆိုတော့လူငယ်ရဲ့ဘဝတကယ်ကိုခက်ခဲပေါ့နော်ဆိုတော့ခုနကပြောသားရဆိုတော့ဒီလူကြီးတွေစီကနေလေအရှင်းမှလည်းပြောသားရဒီပညာအမွေလက်ဆင့်ကမ်းနေဆိုတဲ့အရာလေးလीဆိုတော့အဲ့ဒီအရာပါလေလူငယ်တွေကိုပေါ့နော်ဒီအရှိ generation တွေလက်ဆင့်ကမ်းနေပညာကြီးလက်ဆင့်ကမ်းနေနောက် အမွေဆိုရင်ငယ်အမွေပုံစံမျိုးမျိုးလက်ဆင့်ကမ်းကြရဆိုတော့အဲ့အရာအပြင်ကိုဒီ native group ကဖြတ်တန်းမှုမှာလဲဒီဟိုဖြတ်တန်းတဲ့စကားအပြောဆိုလူချင်းဝလူတိတ်ခါအဲ့ဒါတွေနဲ့လဲပတ်သက်ပြီးတော့ဒီပြုပြင်ထိန်းချောင်းမှုတွေလောက်ရဲပြီးတော့ပံ့ပိုးမှုတွေလောက်ရဲအဲ့ဒါကရောဒီလူကြီးတွေအခန်းကဏ္ဍကိုယ့်ရဲ့အုတ်ထိန်သူတွေအခန်းကဏ္ဍကရောဘယ်လောက်ထိအရေးပါလဲပြီးတော့အဲ့ဒီအရေးပါတဲ့ ဘောနော်လူကြီးတွေအတွက်ကိုကောသူတို့လူကြီးတွေရဲ့အပေါ်မှာဒီလူငယ်နဲ့ပညာရေးဆိုတဲ့အမြင်ကိုဒီ podcast နားထောင်နေတဲ့သူတွေကိုရောအပါပြောချင်လဲဥပမာပေါ့လူကြီးတွေအနေနဲ့လူငယ်တွေကိုယုံကြည်ပေးဖို့အဲဒါမျိုးပေါ့နော်ဆိုတော့ဟိုလူငယ်နဲ့ပညာရေးဆိုတဲ့လမ်းကြောင်းပေါ်မှာလူကြီးတွေပေါ့ဒီနေရာကနေဘယ်လို remind လုပ်ချင်လဲနည်းနည်းတော့ပြောရမယ်အာပထမဆုံးအနေနဲ့ကကြတော့ လို့ပြောရမလဲ generation gap လို့ပဲပြောရမှာပေါ့နော်လူကြီးခေတ်တုန်းကဆိုလို့ရှိရင်ပညာရေးစနစ်ကတော်လေးကိုမှအာဒီ internet တွေလည်းမရှိဘူးနောက်ပြီးအခုလိုမျိုးအာ educational tools တွေလည်းမစုံမလင်ဖြစ်တဲ့ခေတ်ပေါ့နော်ဆိုတော့သူတို့ကအဲ့လိုခေတ်ကြုံခဲ့ရဆိုတော့အထူးသဖြင့်ဒီ네ဆက်ဒေတာအာဒီ네ဘက်တွေပေါ့နော်မဖွင့်ပြိုးသေးရဲ့ဒေတာတွေမှာဆိုလို့ရှိရင်အခုလိုမျိုး YouTube app တွေ learn လုပ်တာမျိုး internet တွေနဲ့စာသင်တာမျိုး application တွေနဲ့စာသင်တာမျိုးဒါရကဘယ်ပြောမလဲမရှိဘူးပေါ့နော် ဆိုတော့အခုလက်ရှိအခုခင်မှာဆိုလို့ရှိရင်တော့ဒီခလေးတွေအနေနဲ့ပေါ့နော်ဒီ internet ကိုကောင်းကောင်းအသုံးချလိုက်တာနဲ့ကိုရှာဖွေနိုင်ရှာဖွေနိုင်တလောက်ကိုလိလာတင်ယူနိုင်လိလာတင်ယူနိုင်တလောက်လုံအောင်ကိုအာဘယ်လိုပြောမလဲ advantages တွေအများကြီးရှိရဲ့ခင်ရောက်နေပြီလို့ပဲပြောရမလားပေါ့နော်ဆိုတော့အဲ့မှာတစ်ခုရှိတာကဘာလဲဆိုတော့လူကြီးတွေနဲ့စတဲ့အမြင်ကွဲကြတယ်အခုခင်ကအဲ့လိုမျိုး internet ခေတ်ဆိုတော့အာခလေးတွေအနေနဲ့ပေါ့နော်ចောင်းကြောင်းသားတို့ဆယ်ကျော်သက်တွေအေးနေဖုန်းသုံးပြီးတော့ လောက်ကြတယ်ဆိုလူကြီးရဲ့အမြင်မှာကအဲ့နင်တို့ကတနေ့တနေ့တနေ့လုံးဒီဖုန်းပဲသုံးနေနင်တို့ဘာတိုးတက်လာမှုရှိလဲဘာအကျိုးရှိလဲဒီဖုန်းကသူတို့နေဒါကိုလက်လံမမေ့ရလဲဖြစ်ရင်ဖြစ်နိုင်တယ်ဟုတ်တယ်ဒါမှမဟုတ်ကိုရီနေနဲ့ပြောပြမှုလိုအပ်တာလည်းဖြစ်ရင်ဖြစ်နိုင်မယ်နော်ဆိုတော့ပြောချင်တာကကြတော့ကိုရီလူငယ်ဘက်ကလည်းလူကြီးတွေကိုဒါတွေပြောပြမှုလိုတယ်ကိုရီခက်မှာဘလို့ဖြစ်နေပြီဘလို့တွတ်တက်ပြောင်းနေပြီ technology ကဘလောက်ထိ advance ဖြစ်နေပြီ inter internet တွေရနေပြီ YouTube ကနေကိုကိုဘာခုခေါင်းထဲမှာဘာရှိနေဘာနေလာချင်းလဲ YouTube မှာကောက်ရှာလိုက်ချက်ချင်းလွှမ်းလို့ရတယ်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ဒါ ਈ ကိုလည်းလူကြီးတွေကိုပြပြဖို့လို့မယ်အများဖုန်းသုံးနေတိုင်းလည်းအဲရီစာနဲ့ကြူနေရမဟုတ်ဘူးเนาะအာအမြဲတမ်းပောက်ကြရရေအရင်မရဖက်မရလုပ်နေရမဟုတ်ဘူးပေါ့เนาะဆိုတော့အဲ့ဒါကိုလည်းပြောပြဖို့လိုမယ်လို့ထင်တယ်ဟုတ်တယ်ဆိုတော့ပြလူကြီးတွေဘက်ကလည်းလေးလာမှုอ่ะဟုတ်အားကောင်းမှုလိုရဲ့ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ဒါကလည်းဟို အဲဒီ firefly ရဲ့ now podcast တွေမှာပြောမယ် parentings နဲ့လည်းတက်ဆိုင်တယ်ဆိုတော့ဟုတ်တယ်ဟိုကိုရဲ့ဒီကိုအုတ်ထိန်နေတဲ့လူငယ်တယောက်ကလေးတယောက်ကဘလို့အရာတွေလမ်းလုံနေတာလဲဘလို့လမ်းကြောင်းကိုသွားနေတာလဲဆိုတာမျိုးတွေ तू ကလည်းဟိုပြန်လေ့လာနေဖို့လိုတယ်ပြီးမှအဲ့လူငယ်လေ့လာနေတဲ့အရာကို तू ဖတ်လေ့လာဖို့လိုသေးတယ်ဟုတ်တယ်ဆိုတော့အဲ့ဟာမှဒါဒီကိုရဲ့လူငယ်တယောက်ရဲ့ကိုကလေးတယောက်ရဲ့ဒီ လမ်းကြောင်းပညာရေးလမ်းကြောင်းကိုသူအများကြီး support ပေးနိုင်မှာမဟုတ်ဘဲနဲ့ဒီဟိုငါပတ်စံထုတ်ပေးထားပြီးပြီပဲငါပညာရေးလမ်းကြောင်းတစ်ခုတင်ထားပြီးပြီဆိုတိုင်းလေဒီလူကြီးတယောက်မိဘတယောက်ရဲ့တာဝန်ပြီးသွားတာမဟုတ်ဟုတ်ပုံကိုရေးဆိုတော့ဒီနောက်ဆုံးဒီလူငယ်တွေပေါ့နော်သူသဖြင့်ဒီလေဟို2027နောက်ပိုင်းမှာဒီတော်လန်ကြီးအကြောင်းရောက်လာတဲ့လူငယ်တွေလေအဲ့ဒီထဲမှာဆိုရင် တော်လည်းကြီးချောင်းရောက်လာတဲ့လူငယ်လို့ပြောရင်အညာကြီးခွဲလို့ရတယ်ပေါ့နော်စစ်ရှာဒီစစ်ဖြစ်လို့ရောက်လာတဲ့သူတွေရှိတယ်ပြီးတော့မိဘကတချွားလို့ရှားသူတွေဖြစ်လို့တွဲပြီးတော့ပြေးလာတဲ့လူငယ်တွေရှိတယ်နောက်ထပ်ဒီလက်နက်ကင်လမ်းစဉ်မှာအမ်းမကြီးအခြေအနေကြောင့်ဒီဥပမာတော်ထဲမှာဒီဘုံမှန်တာဖြစ်ဖြစ်သူရဲ့အမ်းမကြီးအခြေအနေတစ်ခုခုကြောင့်ရောက်လာသူဖြစ်ရှိတယ်ပေါ့နော် so now အများကြီးရှိရယ်နော်လူလူငယ်ရယ်ပြီးတော့နောက်ဆုံးကတော့ဒီ2024ဒီစစ်စစ်မှုတန်းဥပဒေကြောင့်အဲ့ဒါကိုတင်းရှောင်လာတဲ့လူငယ်တွေလည်းရှိအဲ့ဒါတော့များရယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆိုအဲ့ဒီသူတို့တွေရဲ့အခက်ခဲကိုကောသူတို့တွေကဘယ်လိုနည်းတွေနဲ့ဖြေရှင်းနေကြလဲပြီးတော့ရှေ့ဆက်ပြီးတော့ဘယ်လိုနည်းတွေနဲ့ဖြေရှင်းနိုင်မယ်ကြည့် ခုနပေါ့နော်ညီကိုပြောလိုက်သလိုပဲဒီကိုရောက်လာတဲ့သူမှန်သမျှက background ချင်းလည်းမတူကြဘူးနောက်ပြီးတော့မိသားစုတစုချင်းစီတိုင်းကဘလောက်ထိ sport ပေးနိုင်တယ်ဆိုရဲပေါ့ရတယ်မတူညီကြဘူးပေါ့နော်ဒါပေမဲ့အာတူညီရတာတစ်ခုရှိတယ်ဒီကစိတ်ပိုင်းဆိုင်ရပဲလူတွေအနေနဲ့အာဒီကိုရောက်လာတဲ့သူတွေအနေနဲ့အနှဲငယ်အများတော့တော့စိတ်ပိုင်းဆိုင်ရတစ်ခုအနေနဲ့ကတော့ ထိသွားကြမှာပဲပေါ့နော် trauma ဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်အာကိုအိမ်နဲ့ခွဲလိုက်ရတဲ့အခါမှာပေါ့နော်ရုတ်တရက်ကြီးတွေဖြစ်ဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်ကိုဘယ်လိုပြောမလဲလုံးဝ depression တွေပါဝင်တော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အာတူညီတာတစ်ခုကကြတော့ဒီနေဆက်ဒေတာကိုရောက်လာတဲ့လူငယ်တွေအာ background မတူညီတဲ့အာလူငယ်အနေနဲ့ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့လုံးဝကိုအာဘယ်လိုပြောမလဲအဆင်မပြေဖြစ်အဆင်မပြေမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ ဘယ်လိုမျိုးအခက်ခဲရေဘယ်လိုမျိုးကြော်လွားနိုင်မလဲဆိုလို့ရှင်တော့ဒီကတော့အာကိုကိုတိုင်းကလည်းပေါ့နော်အဲ့ဒါကြောင့်မလို့ပဲဒီနိုင်ငံရေးအခြေအနေကြောင့်မလို့ပဲဒီ mental health fee ဘိုင်းကိုစိတ်ဝင်စားတယ်လို့ပြောလို့ရရပေါ့နော်ဆိုတော့အဓိကကျတော့ခက်ခဲကိုကြော်လွားဖို့ဆိုလို့ရှင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို mental well being ကိုတေချာလေးတည်ဆောက်ဖို့ရလို့မြင်မိရပေါ့နော်အာနောက်ပြီးတော့အာဒီ mental ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ အာဘယ်လိုပြောမလဲအခြေအနေတစ်ခုကောင်းနေမှာပဲပေါ့နော်ကိုရှေ့ဆက်လုံးစရာတွေလည်းလုံးလို့ရနိုင်မယ်အာဆိုဆိုရိုးစကားတော့ရှိရဟုတ်အာဒီဘယ်လိုပြောမလဲစိတ်ထောင်းကိုကြီးပေါ့နော်ဆိုတော့စိတ်သာအစင်မပြေနေဘူးဆိုရှင်လုံးတမြအရာတွေကလည်းဘာမှအစင်ပြေလာမှာမဟုတ်ဘူးဆိုတော့အဓိကကကိုယ့်ရဲ့ resilience ကိုတည်ဆောက်ဖို့လိုတယ်ကိုယ့်ရဲ့ mental well being ကိုတည်တည်ချာချာလေးဂရုစိုက်ဖို့လိုတယ်လို့မြင်မိတယ်ဟုတ်တယ်ဆိုတော့ဒီအဓိကလူငယ်တွေကအခက်အခဲတွေအများကြီး ထက်လဲကြုံရအောင်မယ်အခုလဲကြုံနေရတယ်အဲ့ဒီဟာကိုအကောင်းဆုံးဖြေရှင်းဖို့ကလေ resilient ဟုတ်တယ်เนาะ resilient ဆိုတာဒီဒီနေ့ကတော့လူငယ်နဲ့ပညာရေးဆိုရဲ shoot out ကိုဒီစစ်စာဆွေးနွေးသွားတဲ့အပေါ်မှာ resilient ကောင်းမှုဆိုတာလေး remind လုပ်ဖြစ်တယ်လေเนาะဟုတ်တယ်ဒီ now now fire fire now podcast ကြရရင်တော့လေဒီ mental health နဲ့လူငယ်တွေနဲ့ဘာတွေပြောမလဲဆိုတာလေရှိအောင်မယ်ဆိုတော့ဒီ um major နဲ့ဒီနောက်ဆုံးတစ်ခုကလေစိတ်လေးဝင်စားရဲကိုကိုယ်တိုင်လည်းအဲ့ဒါကိုပြောခြင်းတယ်ဆိုတော့ လူငယ်တွေနဲ့ပညာရေးလမ်းကြောင်းမှာအခက်အခဲရှိနေတဲ့အဲဒီလူငယ်တွေကိုလေဘယ်လိုမျိုး motivation ပေးချင်လဲပြီးတော့ဘယ်လောက်ထိပင်ပန်းနေကြတဲ့လူငယ်တွေပြီးတော့ပညာရေးကိုနော်ဒီ၄နှစ်၅နှစ်လုံးမှာရက်တန်ထားတဲ့လူငယ်တွေကိုပြန်ပြီးတော့ဒီပညာရေးလမ်းကြောင်းကိုပြန်ရောက်လာဖို့ပေါ့ဘယ်လိုမျိုး motivation ပေးချင်လဲဆိုတာလေးလည်းပြောပြပါအာကိုကိုရိုင်ကလည်းလူငယ်တယောက်ဖြစ်တယ်ပေါ့နော်ကိုကိုရိုင်ကလည်းလူငယ်တယောက်ဖြစ်တဲ့အပြင်ဒီအခက်ခဲတွေကိုလည်းကိုကိုရိုင်ကြုံတွေ့နေရအခုတစ်ချက်ပဲ ကိုတခါလေကြောက်လို့ရှိရင်ကိုရဲ့အနာဂတ်ကဘာဖြစ်လို့ဖြစ်မယ်လို့တောင်တေချာမသိတဲ့အခြေအနေမျိုးရှိရဲပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကို့အနေနဲ့အာစိတ်ထက်ကြမိတာတော့အမှန်ပဲပေါ့နော်တခါလေကြောက်လို့ရှိရင်အာငါလုတ်တလူလည်းမဖြစ်လာပါလားငါပရှိဘလူဆက်ရမလဲဆက်သဖြင့်အဲ့လိုမျိုးတွေးဝင်လိုက်ခါမှာလူကတော့အာစိတ်ပိုင်းဆိုင်ရာတော့အဆင်မပြေမှုတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့အာ ကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်ကိုရဲ့အာပဝင်းကျင်ကိုရဲ့အဓိကဆိုလို့ရှိရင်ကိုရဲ့ပဝင်းကျင်မှာရှိလူငယ်ပေါ့နော်လူငယ်ဆိုလို့ရှိရင်လည်းဒီအာခက်ခဲဒီအခြေအနေတစ်ခုကိုထပ်တူခံစားနေရမှာအမှန်ပဲပေါ့နော်အာဘယ်လိုပြောရမလဲအခြေအနေချင်းတော့မတူရင်မတူမယ်ဒီကြုံတွေ့နေရတဲ့ခက်ခဲတွေကတော့တူတူတူပဲပေါ့နော်ဆိုတော့ကိုအနေနဲ့ဘာလို့မိုတီဗေးချင်လဲဆိုလို့ရှိရင်ဘယ်နေရာဘယ်ချိန်မဲရောက်ရောက်ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ်ကိုရဲ့လိလာတင်ရမှုကိုမရက်တတ်ဖို့ပဲอืม ဒါကဘာဖြစ်လို့ပြောရလဲဆိုလို့ရှိရင်အာလူတယောက်ကကိုကိုကို upgrade လုပ်ဖို့ဆိုလို့ရှိရင်မင်းရတစ်ခုခုတင်ယူနေမှရမယ်လူပြမယ်လူတယောက်အနေနဲ့ပေါ့နော်တနေ့လုံးမှာဘာမှမလုပ်ဘဲနဲ့အဲ့ရရဲပဲလှဲမယ်အရန်ကိုကိုဘယ်လိုပြောမလဲလုံးဝအာဘာမှ productive မဖြစ်အောင်နေမယ်ဆိုလို့ရှိရင်အဲ့လူအနေနဲ့သူစိတ်ထဲကြမိမှာအမှန်ပဲအနေနဲ့အများစိတ်ထဲကြတာကမြန်အောင်မြန်လာမှာပဲဘာလို့လဲဆိုတော့ productive မဖြစ်လို့ ဆိုတော့အငဲတဲ့ဘယ်နေရာဘယ်ချိန်မဲရောက်ပြောရမယ်ဆိုလို့ရှိရင်အခုတော်လှန်ရေးကာလမှာဆိုလို့ရှိရင်လူငယ်တွေအနေနဲ့အာဦးစားပေးတာချင်းမတူညီကြတဲ့အခါမှာဒီပညာရေးဘက်ကိုပို့ပြီးတော့ဦးစားပေးနိုင်မှာခက်ခဲကြရတော့နားလေဒါပေမဲ့ပညာရေးဆိုတာမှာဒီစာတွေမဟုတ်ဘူးတခြားကိုယ့်ရဲ့အကျိုးကိုဖြစ်စေမဲ့အာတံမွေးဝဲကြောင့်မှုပညာရက်တွေဒါပေမဲ့ကိုယ့်အကျိုးဖြစ်စေမဲ့ဒီဘာသာရက်တွေဆက်ပြီးကိုယ်စိတ်ဝင်စားတဲ့ဟာတွေဘယ်ရမဆိုလေ့လာလို့ရတယ်အဓိကကလေ့လာနေဖို့ပဲလေ့လာမှုကိုမရက်တက်စေချင်ဘူးနောက်ပြီးတော့ အသက်အရွယ်ပေါ့နော်ဒါကတော့ကိုကိုယ်တိုင်လည်းခံစားခဲ့ရတယ်ပေါ့နော်ဟိုကိုထက်ငယ်သူတွေလုံနိုင်နေတာကိုမြင်လိုက်လို့ရှိရင်အာငါငါတားနှောက်ကြနေပြီလားငါငါအဲ့ချိန်တုန်းကငါအဲ့ချိန်တုန်းကသူ့လောက်တော့မလုံနိုင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တခုရှိတာကပညာရက်တီကိုလေ့လာတည်နေတဲ့အခါမှာအသက်အရွယ်နှောက်ကြရဆိုတာမရှိဘူးကိုရောက်နေတဲ့အသက်အရွယ်ကဒါလေ့လာမှုအကောင်းဆုံးချိန်ပဲလို့ မြင်မိတယ်ပေါ့နော်။အာဥပမာပြောရမယ်ဆိုရှင်နိုင်ငံခြားမှာဆိုလို့ရှင်ဟိုတစ်ခါကြာတော့ကြာပါပြီ။အာဒီအသက်80ကျော်ပေါ့နော်ဖွားဖွားတယောက်ဆိုလို့ရှင် तू အနေနဲ့အရင်တော့ငငယ်တော့ကမလေးလာခဲ့ရတဲ့ तू စိတ်ဝင်စားတဲ့မိသားစုတစ်ခုကို तू အသက်80ကျော်မှအာ तू လေ့လာနိုင်ခဲ့တယ်။ university တခုတက်ပြီးလေ့လာနိုင်ခဲ့နောက်ပြီးဘွေလေးရသွားတယ်ပေါ့နော်ဆိုအဲ့လိုမျိုးအဲ့လိုမျိုးပဲကိုအနေနဲ့ပညာသင်ယူတဲ့အခါမှာအသက်ရွယ်ဆိုတာကကြီးတာငယ်တာဒီမရှိဘူးပေါ့နော်ကိုရောက်နေတဲ့နေရာမှာကိုအခွင့်အရေးရတယ်အခွင့်အရေးရရင်ရတယ်လို့ လေ့လာသင်ယူဖို့ကပဲအရေးကြီးတယ်။ဆိုတော့အာအချင်းချင်းပြန်ပြောရမယ်ဆိုလို့ရှိရင်လူငယ်တွေကိုအာလူငယ်အနေနဲ့ပုံတော့အခုချိန်မှာအခက်အခဲတွေအများကြီးကြုံတွေ့နေရမယ်။ကိုယ့်အနေနဲ့အာတစ်ခါလေကြားလို့ရှိရင်ဘာဆက်လို့လုပ်ရမယ်မသိတော့ဘဲနဲ့လမ်းပြောင်းနေတဲ့အချိန်တွေရှင်းရှင်းမယ်။ဒါပေမဲ့လုံးဝအားမလျှော့ပါနဲ့ကိုယ့်အနေနဲ့စာမမဟုတ်ဘူးနာပြောရတယ်လို့ပဲကိုဘာပဲစိတ်ဝင်စားစားအဲ့ဒါကြီးကိုအမြဲတမ်းလေ့လာသင်ယူနေပါလို့ဒါမှပဲအာကိုယ့်အနေနဲ့အာအမြဲတမ်းပေါ့နော် productive ဖြစ်ဖြစ်နဲ့ပဲ အာရှေ့ဆက်သွားနိုင်မယ်လို့အာထင်မြင်မိပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်ဆက်ခဲ့တဲ့လူငယ်နဲ့ပညာရေးဆိုတဲ့ရှုထောင်းအနေနဲ့ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့လူငယ်တွေအနေနဲ့လူငယ်နဲ့ပညာရေးလမ်းကြောင်းမှာဆက်သွားတဲ့အချိန်မှာဒီကြုံတွေ့လာရတဲ့အခက်အခဲတွေကိုကြံ့ကြံ့ခံနိုင်စွာအကောင်းဆုံးနဲ့ရင်ဆိုင်ပြီးတော့ဒီကိုကိုကိုယုံကြည်ဖို့ပြီးတော့ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့နဲ့လူငယ်တွေပေါ်ယုံကြည်မှုဆိုတဲ့အပေါ်မှာကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ Firefly နဲ့ Popcorn တို့ရဲ့ Podcast အစီအစဉ်လေးမှာဆိုလို့ရှိရင် လူငယ်တွေနဲ့ပညာရေးကြားတွေကအခက်အခဲတွေကိုလည်းဒီနေရာလေးကနေတစွန်းတစစဉ်းစားဖို့တွေးခေါ်ဖို့ရသွားရဲဆိုရင်ဒီကိုရိုးတွေအချိန်ကုန်ခံရတာတွေလည်းအလုံးအတွက်ဖြစ်မယ်လို့မျှော်လင့်ပါတယ်။အဲကကျွန်းတဲ့ပေါ့နော်။ ဟုတ်ပါရဲ့ဆိုတော့အကုန်လုံးလေးဒီတက်ကောင်းမွန်တဲ့လူအဖွဲ့စီဒီတက်ကောင်းမွန်တဲ့အရေးတစ်ခုကိုသွားဖို့လူငယ်တွေကိုယုံကြည်ပေးပါလူငယ်တွေရဲ့လုံနိုင်စွမ်းကိုလေးစားပေးပါလူငယ်တွေရဲ့ဖန်တီးမှုတွေကိုအားအိမ်တစ်ခုအနေနဲ့ပံ့ပိုးပေးဖို့အတွက်ဒီနေရာလေးတိုက်တွန်းရင်းနဲ့ The Firefly ရဲ့ဒီတစ်ပတ် Pocket Season ကနေနှုတ်ဆက်လိုက်ပါရဲ့နောက်ပတ်ဒီမှာလည်းဒီတက်ကောင်းမွန်တဲ့အရာတွေနဲ့ဘယ်လိုပြန်လာအောင်လဲဆိုတာကိုစောင့်မျှော်ပေးပါဦးခင်ဗျာ